ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တစ်ဆက်ပေးသွားမယ့်သတင်းကတော့ Florida တက္ကသိုလ်မှာတောင်းတနေတဲ့တာဖြစ်သူကအမေဖြစ်သူ Play ရဲ့တနတ်ကိုယူသွားပြီးကျောင်းမှာပြစ်ခတ်မှုဖြစ်တာလူ၂ယောက်တေပြီး၆ယောက်ဒဏ်ရာရသွားတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်တရင်ပြေဆောင်ကတော့ USA Today က ဧပြီလ16 2025ဒီကနေ့မှာထုတ်ပြန်သွားတာကတော့တလာဟာစီမြို့ဖလော်ရီဒါပြည်နယ်မှာဧပြီလ16 2025မနေ့မနေ့ကဖြစ်သွားတာကတော့ဖလော်ရီဒါစတိတ်ယူနီဗာစီတီရဲ့ကျောင်းဝင်းထဲမှာတနက်သမားတအူးကဝင်ရောက်ပစ်ခတ်ခဲ့လို့လူ၂ယောက်သေဆုံးသွားပြီး6ယောက်ဒဏ်ရာရသွားကြောင်းသိရပါတယ်။ပစ်ခတ်သူဟာမြို့ကန်ရဲအရာရှိရဲ့တားဖြစ်ကြောင်းရဲအဖွဲ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဇနသမားဟာအသက်20အရွယ်ရှိចောင်းသားတဦးဖြစ်ပြီးတော့ Phoenix Aigna လို့အမည်ရပါတယ်။သူဟာចောင်းသားတွေနေ့လယ်ထမင်းစားချိန်မှာចောင်းဝင်းထဲကចောင်းသားတွေစုဝေးနေတဲ့ခမ်းမဆောင်နားမှာစတင်ပစ်ခတ်ခဲ့တာကြောင့်ចောင်းသူចောင်းသားတွေဟာခြေဦးတက်ရတွေထွက်ပြေးကြနိုင်ရန်တွေခုံနေတဲ့အကာအကွယ်ပြုလုပ်နေကြရပြီးတွေးပြက်အောင်អော်ဟစ်နေတာတွေတွေ့ရှိခဲ့ရပါတယ်လို့အဲ့ဒီနေရာမှာရှိနေခဲ့တဲ့မျက်မြင်တွေကပြောပါတယ် USA News သတင်းဌာနကတာဝန်ခံဖြစ်သူ Sam Swartz ကပြောတာကတော့အဲ့ဒီပြစ်ခတ်မှုဖြစ်နေတဲ့အချိန်မှာ သူဟာအဲ့ဒီခမ်းမရဲ့အောက်ထပ်မှာရှိနေခဲ့ပြီးတော့ကျောင်းရဲ့လုပ်ငန်းတစ်ခုကိုပြုလုပ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကျောင်းသူကျောင်းသားတွေရဲ့အော်ဟစ်တန်တွေတနတ်တန်တွေဆယ်ချက်လောက်ကြားခဲ့ရပြီးတွေ့ရတာကတော့ကျောင်းသူကျောင်းသားတွေဟာခြေဦးတဲ့ရထွက်ပြေးနေကြပြီးမိမိကိုယ်ကိုအမိုက်ပုံးတွေနဲ့ကာကွယ်ခုံတွေနဲ့ကာကွယ် နိုင်ရန်တွေနောက်မှာပေါအောင်နေကြကတနတ်သမားမမြင်ပါစေနဲ့သူတို့ကိုလိုက်ပြီးရှာဖွေတာတွေမလုပ်ပါစေနဲ့ဆသဖြင့်စုတွေတောင်းနေတာတွေတွေ့ခဲ့ရပါတယ်လို့ပြောပါတယ်။ကြောင်းဝင်းလုံကျော်ရေးတပ်ဖွဲ့ကပြောတာကတော့အဲ့ဒီပြစ်ခတ်မှုဖြစ်ခဲ့တဲ့မနေ့ကဧပြီလ18 2025မနက်7:00နာရီ50လောက်မှာစတင်ဖြစ်ပွားခဲ့ပြီးတော့တလာဟာစီနယ်မြေတပ်တပ်ဖွဲ့ဟာမိနစ်ပိုင်းအတွင်းမှာပဲကြောင်းဝင်းနဲ့ကိုအမြန် ရောက်ရှိလာပြီးကျောင်းဝင်းရဲ့ရဲအဖွဲ့နဲ့ပူးပေါင်းကအဆောက်အဦတဲကကျောင်းသူကျောင်းသားတွေကိုတနသမားဟာအဆောက်အဦထဲမှာရှိနေသေးကြောင်းဘေးကင်းလုံခြုံနိုင်မဲ့နေရာတွေရှာဖွေပြီးပုံအောင်နေကြရန်အခန်းတကားတွေပတင်းပေါက်တွေအားလုံးပိတ်ထားကြရန်နဲ့တတိဝရိယထားပြီးမိမိအသက်အန္တရာယ်ကိုလောလောဆယ်ကာကွယ်ထားကြရန်စော်ဩလိုက်ပါတယ်။အဲ့ဒီတစ်ချိန်တည်းမှာပဲကျောင်းဝင်းလုံခြုံရေးတာဝန်ယူထားတဲ့ရဲအဖွဲ့ကအဆောက်အဦတွေကို ဝင်ရောက်လာပြီးတနတ်သမားကိုလက်နက်ချရန်ပြောရာလိုက်နာမှုမရှိသောကြောင့်တနတ်ဖြင့်ပြစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။အခုတော့တနတ်သမားဟာအသက်မသေးပဲတနတ်ဒဏ်ရာနဲ့ဆေးရုံမှာဆေးကုသမှုခံယူနေပြီးရဲအဖွဲ့ကအချိန်ပြည့်စောင့်ကြပ်နေကြောင်းသိရပါတယ်။ဒီကနေ့ April 18 2025ညနေ9:00နာရီမှာတော့ကျောင်းဝင်းထဲကဘောလုံးအားကစားခွင့်မှာပြစ်ခတ်မှုကြောင့်တေဆုံးဒဏ်ရာရသွားသူတွေအတွက် န်းငွေချခြင်းစုတောင်းခြင်းများပြုလုပ်သွားရန်ရှိပါတယ်။ကျောင်းကိုတော့ဒီနေ့ပိတ်ထားပြီးပလိတ်အဖွဲ့ရော FBI အဖွဲ့ကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။တနတ်သမားဟာတအိုးတဲလိုယူဆရပြီးသူ့ရဲ့မိခင်ပလိတ်အရာရှိရဲ့တနတ်ကိုတော့သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ပြစ်ခတ်မှုကြောင့်တည်ဆုံသွားရတဲ့လူနှုတ်ဦးကတော့တောင်းသားမဟုတ်ဘူးလို့သိရပြီးဒဏ်ရာရသွားသူ6ယောက်မှာ9ယောက်ဟာတနတ်ဒဏ်ရာတွေရရှိခဲ့ပြီး တယောက်ကတော့ပြေးလွှားရင်းနဲ့ဒဏ်ရာတွေရခဲ့တာလို့ပလိအဖွဲ့ကထုတ်ပြန်သွားပါတယ်အားလုံးဟာအခုစေကူသားမှုခံယူနေကြပြီးအသက်အန္တရာယ်စိုးရိမ်စရာတော့မရှိကြောင်းသိရပါတယ် Jacksonville Florida မှာရှိတဲ့ FBI ဌာနကလည်းတရင်ရယူမှုတွေစုံစမ်းမှုတွေပြုလုပ်နေပါတယ် FBI ရဲ့ online website မှာလည်းအဲ့ဒီအဖြစ်အပျက်နဲ့ဆက်နွယ်နေတဲ့သတင်းတပ်ပုံတွေဗီဒီယိုတွေကိုတင်ပြီးအသေးပေးခြင်းနဲ့ကြားကြောင်းသိရပါဗျာ။ ြစ်ခတ်မှုဖြစ်ပွားပြီးနိုင်ရီပိုင်းအကြမှာတော့ကျောင်းသားကျောင်းသူတွေကကျောင်းဝင်းအဆောက်အဦပြင်ပမှာပန်းစည်းများယူဆောင်လာခြင်းစုထောင်းခြင်းများပြုလုပ်နေတာတွေ့ရပါတယ်။အခင်းပြတဲ့နေရာမှာလွတ်မြောက်လာသူကျောင်းသူကျောင်းသားတွေဟာတော့ငိုကြွေးနေပြီးဒီလိုမဖြစ်တဲ့ကြောင်းတည်ဆုံသောနာကျင်ရသွားသူတွေအတွက်အလွန်ကြေကွဲရကြောင်းထိတ်လန့်စရာအလွန်ကောင်းကြောင်းပြောခဲ့ကြပါတယ်။ FSU ရဲ့ Senior ကျောင်းသား Wes Cost ကတော့သူဟာကျောင်းဆောင်ထဲမှာပြေးရွာနေသူတွေကိုတွေ့လို့ သူလည်းအတူတူထွက်ပြေးလွတ်မြောက်ခဲ့ပြီးတနတ်တန်တွေခုနှစ်ချက်လောက်ကြာခဲ့ရကြောင်းအဲ့ဒါနဲ့သူ့အမေကိုဖုန်းခေါ်ပြီးသူ့အဆင်ပြေကြောင်းမစိုးရိမ်ပါနဲ့တော့လို့ပြောပါတယ်ပလေးဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့တနတ်သမားရဲ့မိခင်ဖြစ်သူပလေးအရာရှိဟာသူမရဲ့တနတ်အဟောင်းတနတ်ဟောင်းနေလို့အစ်စ်ထုတ်ပေးခဲ့ကြအောင်အဲ့ဒီအခါတနတ်အဟောင်းဟာသူမရဲ့ပိုင်ဆိုင်မှုဖြစ်သွားကြအောင်အဲ့ဒီတနတ်အဟောင်းကိုတားဖြစ်သူကယူဆောင်လာပြီး ပြစ်ခတ်ခဲ့တာဖြစ်ကြောင်းနောက်တနက်တလက်ဖြစ်တဲ့ short gun ကိုလည်းယူဆောင်လာခဲ့ကြောင်းပြောပါတယ်။သူ့ရဲ့အမေဟာဆိုရင်ပလိတ်အဖွဲထဲမှာ၁၈နှစ်ကြာအောင်တာဝန်ထမ်းဆောင်နေခဲ့ပြီးလူငယ်တွေရဲ့ပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှာလည်းတက်ကြွစွာပါဝင်ခဲ့သူဖြစ်ကြောင်းသိရပါတယ်။တနက်သမားဟာဆိုရင်သူ့ရဲ့အတန်းဖော်တွေပြောပြချက်အရာအလွန်ကြမ်းတမ်းတဲ့စကားတွေပြောတတ်တဲ့သူလူတွေထိတ်လန့်ကြောက်ရွံ့စေအောင်အပြုအမူတွေ ခဏခဏပြုလုပ်နေတဲ့လူဖြစ်တယ်လို့ပြောကြပြီးအခုလိုဖြစ်ခဲ့တဲ့အတွက်မအံ့ဩကြကြောင်းပလိအဖွဲ့ကလည်းရဲရရှိရဲ့သားဖြစ်တာကြောင့်ရဲအဖွဲ့ကတနက်ပြစ်လေ့ကျင့်မှုတွေမှာလည်းသူရောက်များစွာပါဝင်ခဲ့တာတွေရှိတာကြောင့်တနက်ကောင်းစွာဖြစ်ခဲ့တဲ့သူဖြစ်ကြောင်းသိရပါတယ်ဖလော်ရီဒါပြည်နယ်မှာတနက်ခိုင်ဆောင်မှုဥပဒေကိုပုံမတင်ကျပ်တင်ကြောင်းလူမှုရေးအဖွဲ့ကြီးတွေကသုံးသပ်ပါတယ်တနက်သမားကတော့သူဖြစ်ခတ်မှုနဲ့ ပတ်သက်ပြီးပလိတ်အဖွဲ့ကမေးမြန်းနေတာတွေကိုအခုတက်ကြည့်တော့ဘာတစ်ခုမှမဖြစ်သေးပဲငင်းဆန်နေခဲ့ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီနေ့သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့တည်င်းအမှန်များကိုစ조사ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube Channel လေးကိုတိုင်းနဲ့တက်ခဲ့ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ။ So please take care of yourself and each other. Bye bye.